အကြီးပြာကန်းအဆောင်ကနေနေချင်းညာချင်းပညာရှင်ဒေါက်တာတယောက် ဖြစ်လာတဲ့အခါဖီးသွန်းခွင့်လက်မှတ်ကင်မရာလေးတစ်လုံးနဲ့ယူရို200မဲပေါက်တဲ့သူတယောက်လက်မလို့ရဲ့ suggested movie အစီအစဉ်ကနေဒီတစ်ပတ်မှာတော့ကြည့်ရှုသူပရိသတ်တွေအကြိုက်တွေ့စေမယ် Rowan Sebastian Atkinson လို့ခေါ်တဲ့လက်မလို့ရုပ်ရှင်ချင်းပရိသတ်တွေအားလုံးသိကြတယ် Mr. Bean ရဲ့ရုပ်ရှင်စကားတွေကိုညွှန်ပေးကြပါတယ်ဒါကတော့1998ခုနှစ်မှာထွက်ရှိခဲ့တဲ့ Bean နဲ့ 2008ခုနှစ်မှာထရှိခဲ့တဲ့ Mr. Bean's Holiday ဇာတ်ကားတွေပဲဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေရဖြစ်တဲ့အတွက်လက်မွန်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမေ့ကြပါနဲ့နော်။ Rowan Sebastian Atkinson လို့ခေါ်တဲ့ Mr. Bean က English actor, comedian နဲ့ writer တူဦးဖြစ်ပါတယ်။သူ့ကိုတော့1955ခုနှစ် January လ6ရက်နေ့မှာ England ရဲ့အရှေ့မြောက်ဘက် County Durham ဟန်ဆက်မြို့မှာဖခင်အရစ်အဂါဆန်နဲ့ညီခင်အလာမင်တို့ကမွေးဖွားခဲ့တာဖြစ်ပါတယ်။ရုံးမှာသူ့အပါဝင်မွေးချင်းညီကို၄ယောက်ရှိပြီးတော့တဦးကတော့နှုတ်ဆွအရွယ်မှာပဲဆုံးပါသွားခဲ့ပါတယ်။သူကငယ်စဉ်ကဒါဟန်ခေါ်ရစ်စတာစကူးမှာစတင်ပညာသင်ကြားခဲ့ပြီးတော့နောက်မှာဖရက်ဒန်ဝင်းကြီးကျော်ဖြစ်လာမယ်။တိုနီဘလဲကလည်းဒီကျောင်းမှာပဲတက်ခဲ့ရဖြစ်ပါတယ်။အဲဒီကနေမှ New Castle University မှာ Heston နဲ့ Electronic Engineer BSc သိပ္ပံပွဲ MSc ပွဲတွေကိုရရှိခဲ့ပါတယ်။ ူက1986ခုနှစ် Edinburgh Fringe Festival မှာကျောင်းသားအဖွဲ့ဖြစ်တဲ့ Oxford Brewery နဲ့အတူ ပထမဆုံးထင်ရှားကျော်ကြားလာခဲ့ပါတယ်။အဲဒီကနေမှဆန်ညွန့်ဆရာ Richard Curtis တင်းဆရာ Howard Godel တို့နဲ့တွေ့ဆုံခဲ့ရသလိုသူ့ရဲ့ဥပညာခြေလှမ်းအစလိုလည်းပြောလို့ရပါတယ်။1989ခုနှစ်မှာတော့ BBC Radio 3ရဲ့ဟာသ series တစ်ခုဖြစ်တဲ့ The Agassan People မှာပါဝင်တင်ဆက်ဆောင်ခဲ့ပါတယ်။ အပိုင်းလေးပိုင်းပါတဲ့ဒီ series ကို producer Griff France Jones ကထုတ်လုပ်ပြီးတော့ဇန်ညွန်းကိုတော့ Rowan နဲ့ Richard Curtis တို့ကရေးသားခဲ့ပါတယ်။ Rowan BBC ရဲ့ sketch comedy season ဖြစ်တဲ့ Not the 9 o'clock မှာစတင်လူသိများလာပြီးတော့အကောင်းဆုံးဖျော်ဖြေတင်ဆက်မှုအတွက်1982ခုနှစ် BAFTA ဆုကိုရရှိခဲ့ပါတယ်။အဲဒီနောက်မှာတော့1983ခုနှစ်ကနေ1989ခုနှစ်အထိပြသခဲ့တဲ့အာသာဇလန်ဖြစ်တဲ့ Black Adam မှာပါဝင်ခဲ့သလို အဲ့ဒီနှစ်မှာပဲ James Bond ဆက်က Never Say Never အခန်းမှာ Sean Connery နဲ့အတူပါဝင်တယောက်ဆောင်ခဲ့ပါတယ်။ဒါကသူ့ရဲ့ Hollywood ခြေလှမ်းအစလို့ပြောလို့ရပါတယ်။1990ခုနှစ်နှစ်တကူမှာတော့ Rowan ကို Mr. Bean လို့ဖြစ်စေတဲ့ Hata series တစ်ခုကို Themes TV ကထုတ်လွှင့်ခဲ့ပါတယ်။ ပိုင်း15ပိုင်းပါတဲ့ဒီ series ကို Rowan နဲ့ Richard Curtis တို့ကပဲဖန်တီးခဲ့တာဖြစ်ပါတယ်။ Mr. Bean series ဟာ1995ခုနှစ်အထိရေပန်းစားအောင်မြင်ခဲ့တဲ့ sitcom တစ်ခုဖြစ်ခဲ့ပါတယ်။ Never Say Never Again, Dead on Time, The Appointments of Dennis Jennings, The Tall Guy, Pain, Four Weddings and a Funeral, Rat Race, Scooby Doo, Love Actually, Keeping Mum, Mr. Bean's Holiday, Johnny English, Johnny English Reborn, Johnny English Strikes Again စတဲ့ရုပ်ရှင်ဇာတ်ကားတွေအပြင် series ပေါင်းပန်းဆောင်မှာလည်းပါဝင်ခဲ့ပါတယ်။ဒါကတော့ Rowan Sebastian Atkinson အကြောင်းကိုလည်းမသိသလောက်လေးပြန်ပြီး sharing လုပ်ပေးခဲ့တာဖြစ်ပါတယ်။ဒီရောဇာကားအကြောင်းကိုတွားလိုက်ချင်ပါတယ်။လက်မပထမဆုံးညွှန်ပေးခြင်းတဲ့ဇာကားကတော့1998ခုနှစ်မှာထွက်ရှိခဲ့တဲ့ Beam ဇာကားပဲဖြစ်ပါတယ်။ ဘင်းကတော့လန်ဒန်ရဲ့ National Gallery ပြည်ပြကန်းကအဆောင်တူဖြစ်ပါတယ်။သူ့ရဲ့လုံပုံကိုင်မုံတွေကိုလုံပုံကိုင်မတွေနဲ့ကြာကန်းရဲ့ Driver ဘုံဖွဲ့ကမကြိုက်ကြတဲ့အတွက်သူ့ကိုလောက်ကထုတ်ပြဖို့အတွက်စူးစမ်းကြပါတယ်။ Of course we'll have to give him 3 months notice. ဒါပေမဲ့ဘင်းကို National Gallery ရဲ့ Driver ကသဘောကျနေတဲ့အတွက်တခြားသူတွေကိုအခက်တွေ့စေပါတယ်။ The Grissom Gallery. General Newton က American ပကြီးဆရာ Westlaw ရေးဆွဲထားတဲ့သူမိခင်ပုံသူပကြီးကားကိုပါရီမှာရှိတဲ့ DO စိတ်ပြကန်ကနေဒေါ်လာ3000နဲ့ဝယ်ယူပြီးတော့ Los Angeles မှာရှိတဲ့ Grissom Gallery မှာပြသဖို့အတွက်စီစဉ်နေပါတယ်။ဒါကလည်းတမိုင်းဝင်အရောင်းဝယ်ဖြစ်လာမှာပါ။ဒီပကြီးတပွဲကိုခန်းခန်းနနလုပ်ဖို့အတွက် Creason Gallery က Trader တွေကသူတို့ရဲ့အကောင်းဆုံးပကြီးကားတွေကိုပြသမှာဖြစ်တယ်လို့ Britain ရဲ့ National Gallery ကအတော်ဆုံးပညာရှင်တွေကိုလည်းဖိတ်ကြားခဲ့ပါဗျာ။ ချိန်မှာတော့ National Gallery ဖို့အဖွဲ့ကဘင်းကို DVD ပြပွဲတော့တက်ခြင်းအားဖြင့်လအနေငယ်လှုပ်တွဲလို့ဆရာမလို့ပဲဖြစ်မှာဆိုတော့ရင်ငတ်တုံးရေရွေးနေကြသလိုဖြစ်လာပါဗျ။ Creation Gallery မှာပြလိုက်မှု David Lansley ကနေချင်းညချင်းထောက်တာဘင်းဖြစ်လာတဲ့ဘင်းရဲ့ profile ကိုသဘောကျနေပါဗျ။ David Lansley က Bing C ကနေအနီးကပ်သင်ယူလေ့လာနိုင်ဖို့အတွက်သူ့အိမ်မှာပဲနေထိုင်ဖို့စီစဉ်လိုက်ပါတယ်။ ဒါပေမဲ့သူ့ရဲ့ဇနီးအန်ဆန်နဲ့ကလေးတွေဖြစ်တဲ့ကန်ဗင်နဲ့ဂျနီဖာတို့ကတော့သဘောမတွေ့လာပါဘူး။နောက်ဆုံး Mr. Bean တစ်ဖြစ်လဲ Dr. Bean ဘာတွေကြုံတွေ့ရမလဲဘလို့တွေလွယ်လွယ်ချွတ်ချွတ်ဖြစ်သွားမလဲဆိုတာကိုသိကြရင်တော့1998ခုနှစ်မှာထွက်ရှိခဲ့တဲ့ Bean's တက်ကမှာဆက်ပြီးရရှိဖို့အတွက်တိုက်တွန်းလိုက်ချင်ပါတယ်ရှင် ီဇက်ကောင်ကတော့ Driver Mel Smith ကရင်ခွဲတာဖြစ်ပြီးတော့ Mr. Bain အဖြစ် Rowan Sebastian Atkinson David Langley အဖြစ် Peter Mandel ကို Chairman အဖြစ် John Mills Alison Dingley အဖြစ် Pamela Ree George Grayson အဖြစ် Harry Yulin General Newton အဖြစ် Bart Reynolds Lieutenant Brodus အဖြစ် Richard Kano ကအဓိကပါဝင်ပြောဆောင်ထားပါတယ်။ဒီဇာတ်ကားကတော့ IMDb rating 6.5ထိရရှိထားပြီးတော့ American Dollar 18တန်အကုန်ကျခံပြီးတော့နိုင်ငံကရဲ့ဇာတ်ကားတကဖြစ်ပြီးဝင်ငွေအနေနဲ့ American Dollar 251.2တန်အထိရရှိခဲ့တဲ့အောင်မြင်တဲ့ဇာတ်ကားကောင်းတစ်ခါပဲဖြစ်ပါတယ်။ ။နောက်နောက်ထပ်ညွှန်ပေးခြင်းတဲ့ဇာတ်ကားကတော့ Rowan Stevenson Atkinson ရဲ့2009ခုနှစ်မှာထွက်ရှိခဲ့တဲ့ Mr Bean's Holiday ဇာတ်ကားလေးကိုညွှန်ပေးခြင်းပါတယ်။ဒီ Mr. Bean's Holiday အဆောလို့ရှင်လေရုပ်ရှင်ပရိသတ်တွေတော်တော်များများအထူးနှစ်ချိုက်ခဲ့တဲ့ဇာတ်ကားတစ်ခါပဲဖြစ်ပါတယ် ဒီဇလန်လေးရဲ့အဆမှာတော့ Mr. Bean ကကံကောင်းတယ်လို့ပြောလို့ရပါတယ်။သူကပြင်သစ်တောင်ပိုင်း Cannes မှာရှိတဲ့ပင်လယ်ကမ်းခြေကိုခီးသွားခွင့်လက်မှတ်ဗီဒီယိုကင်မရာလေးတစ်လုံး Euro 200မဲပေါက်ခဲ့ပါတယ်။ဒီလိုနဲ့သူကခီးထုတ်ဖို့ဖြစ်လာပါတယ်။သူ့ရဲ့ထုံးစံအတိုင်းလွယ်လွယ်ချော်ချော်လေးပါပဲ။အထမရထားလွတ်သွားတဲ့ Mr. Bean က ဒုတိယထားစိုက်ပြန်တော့လဲလူတယောက်ကိုသူ့လမ်းလျှောက်နေတဲ့ဗီဒီယိုပုံရိုက်ခိုင်းရင်းနဲ့အလွဲတွေထပ်ဖြစ်ပါတယ်ဒါကတော့သူ့ကိုဗီဒီယိုရိုက်ပေးနေတဲ့သူကယထားလွတ်သွားတာပါဒီတစ်ခါမှာတော့ရထားပေါ်မှာပလာတဲ့အဲ့လူရဲ့သားကိုစောင့်ရှောက်ဖို့မစ္စတာဘင်းမှာတာဝန်ရှိလာပါတော့တယ် ် all bad goal ဆိုတဲ့စကားကဒီစကားလေးအတွက်တော့တကယ်ကိုပတ်တည်ပါပဲ။ဟာသဆိုပေမဲ့ကလေးထိုးပြီးရရမျိုးမဟုတ်ပဲနဲ့ပေါ့ပေါ့ပါပါနဲ့ရုတ်တရှိရှိရိုက်ပြထားတာကြောင့်ရုပ်ရှင်ချင်းပြည်သက်တွေအနေနဲ့အခြေတွေ့ကြမှာပဲဖြစ်ပါတယ်။ останавливается. နောက်ဆုံးဒီသားဖောက်ကိုပြန်ဆောင်အောင်လုပ်ပေးနိုင်မလားဘလို့အလွဲတွေထပ်ဖြစ်မလဲဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းလာပါတယ်။ဇက်သိန်းလေးကိုလည်းကြည်ကြည်နူးနူးလေးဖြစ်အောင်ရန်ကူးပြထားတာဖြစ်တဲ့အတွက်2009ခုနှစ်မှာထွက်ရှိခဲ့တဲ့ Mr Beans Holiday ရုပ်ရှင်ဇာတ်ကားမှာဆက်ပြီးတော့ကြည့်ရှုဖို့အတွက်တိုက်တွန်းလိုက်ချင်ပါတယ်ရှင်။ဒီစကားကိုရောဒရိုက်တာစတိဗ်ဗန်ဒလက်ကရိုက်ခဲ့တာဖြစ်ပြီးတော့မစ္စတာဘိန်းအဖြစ်ရိုဝန်စတီဗန်ရှန်အက်ကင်ဆန်ဆဘိန်းအဖြစ် Emma Dankos, Stephen Dutaski ဖြင့် Mansin Bodri, Carson Clay ဖြင့် Willander Ford, Nitwin Dahotel ဖြင့် General Ford, Amy Dutaski ဖြင့် Kerry Rohan တို့ကအဓိကပါဝင်ပြောင်းဆောင်ထားတာပဲဖြစ်ပါတယ်။ဒီဇက်ကားကတော့ IMDb rating 6.4ထိရရှိထားပြီးတော့ American Dollar 25သန်းအကုန်ကျခံရနေတာဖြစ်ပြီးဝင်ငွေအနေနဲ့ American Dollar 232.2သန်းအထိရရှိခဲ့တဲ့အောင်မြင်တဲ့ဇာတ်ကားတစ်ခါပဲဖြစ်ပါတယ်။ ဒီနေ့လဲမတော် suggested movie အစီအစဉ်ကနေပြီးတော့ Rowan Sebastian Atkinson လို့ခေါ်တဲ့ Mr. Bean ရဲ့1998ခုနှစ်မှာထွက်ရှိခဲ့တဲ့ Bean နဲ့2008ခုနှစ်မှာထွက်ရှိခဲ့တဲ့ Mr. Bean's Holiday Safari ကိုဒီတစ်ပတ်ရဲ့ weekend မှာတရှိဖို့အတွက်တိုက်တွန်းလိုက်ချင်ပါတယ်ရှင်။ ဒီစကားတွေကကော်မတီကိုဆိုင်ပြတ်တက်ကြတယ်တချို့သူပြိတ်သက်တွေအနေနဲ့စိတ်ကြိုက်ဖြစ်စေမယ်လို့ယုံကြည်ပါတယ်ရှင်။မြန်မာလိုရဲ့ Successful Movie စီစဉ်လေးကိုတော့အပတ်စဉ်အင်္ဂါနေ့ည8:45မိနစ်အချိန်တိုင်းမှာ Fortune TV Channel နဲ့ Fortune TV Application တို့မှာတရားရင်တစ်ထဲကြည့်ရှုနိုင်သလို Fortune TV YouTube Channel မှာလည်းကြည့်ရှုနိုင်ပါတယ်ရှင်။ရုပ်ရှင်တွေနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်မြန်မာလိုရဲ့စီစဉ်ကိုဆက်ဆက်ဆောင်ကြည့်ပြီးလို့လည်းပြောပြရစေရှင်။မြန်မာလိုနောက်တစ်ပတ်မှာပြန်တွေ့ကြပါမယ်။ Thank you.